နှုတ်တက်တဲ့အခါမှာဟုတ်ပြီဝလူစခန်းကိုလည်းဦးဇင်းတို့ဒီအခါတလေလင်းပိုင်းလော်တွေမှမအောင်ဖရဲသီးမြန်ရှိနေလားလို့ဦးဇင်းတို့ကတုံ့တက်ရမယ်တင်တယ်ဒီဝလူစခန်းကြီးတွေကိုအောင်ရံကြီးကြီးချားနေကြီးချားတော့ပီဒီအန်ညာရောက်သွားတယ်ပေါ့နော်ပီဒီအန်ညာအာကြီး၄တောင်းကျော်လောက်တော့ဦးဇင်းတို့ခါလေးသိရတယ်ပေါ့နော်ဒါမဖြစ်တဲ့နဲ့အရာတွေတော့မဖြစ်တဲ့နဲ့အရာတွေဒီတော့ဒီစခန်းဒီနေရာရှိရဒီနေရာကိုကြီးချားအောင်မတိရလားဆိုပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီဝလူစခန်းဆိုလို့ရှိရင်ဒါလူလဲလိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်အချို့ကြလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီးလို့ရှိရင်ရွာထဲဝင်သွားတယ် အာလာပြီးမှချရဲဝိုင်းနေအာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်နော်ရွာထဲဝင်သွားတော့ရွာထဲဝင်သွားတယ်ဟုတ်ပါတော့ကိုဘက်ကလည်းဒီနော်ဆက်ပါဒါရွာထဲဝင်သွားတော့ဒါဦးသိန်းတို့အလုံးမဟုတ်ပါဘူးနော်ရွာတွေကတို့တို့ရဲ့ဟိုဘာဖြစ်သွားတာဟုတ်ဗျစခိုင်းဖြစ်သွားတာပေါ့နော်ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခိုင်းကြီးလို့ဖြစ်သွားတော့ကိုဘက်ကလည်းတဘောသားကြီးတာပေါ့နော်တဘောသားကြီးတာပေါ့ဟာရွာထဲဝင်သွားရင်မလွတ်တော့နဲ့ဟာမချောက်နဲ့ပုံစံမဖြစ်နေရလားမသိဘူးပေါ့ဗျာနော်ခင်ဗျားတို့တိထားရမှာကတော့ရွာထဲ PDF တွေ ြီးဆိုးတဲ့အကျန်းဖက်တီးကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဘူးဒီအကျန်းဖက်တီးနဲ့အကျန်းဖက်တီးနဲ့နေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန်ဒီလည်းများမယ်ငါတို့တက်လည်းကောင်းကျိုးမပြူဆိုတာလူတိုင်းတည်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြတယ်ဒါတော့ခင်ဗျားတို့ကောင်းတဲ့မှာမြင်မျက်မှတ်ထားဖို့အရေးကြီးတယ်နော်အပီရီယာအကျန်းဖက်တီးနဲ့နီးတဲ့နေရာဆိုတာတို့ရတာမရှိတော့ရှိတဲ့တို့ကလည်းဒါအကျန်းဖက်အပီပဲအကျန်းဖက်ဝိုင်းရံတို့လိုပဲဥစဉ်တော့တော့တုံးတက်တယ်ဗျာနော်တုံးတက်တယ်အဲ့တော့ဦးဇင်းတို့ဒီ နထိုးကြီးမြင်းချံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံနယ်မြောက်ပိုင်းကဒီခွင်းမောင်းလို့မောင်းထုတ်လိုက်တဲ့ PDF တည်းလည်းဒီဘက်ကိုအများကြီးရောက်လာပြီအဲ့ဒါကိုဖိဖိစီစီနဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲညိုတဲ့ပေါင်းပါပဲဒါကြောင့်လည်းနထိုးကြီးလိုမြင်းချံတို့ကစကားနဲ့တိတ်ကန်လိုက်တယ်ပါပါဆိုတော့ခမဟိုနေ့ကချန်ပီယံနယ်မြောက်ပိုင်းကြားတဲ့ဆိုမယ်တောင်မဲ့ဒီဘောတို့ကြားတဲ့ဆိုမယ်ပါဝါတဲ့နော်ပါဝါတဲ့ဆိုမယ်အဲ့တော့မင်းဘာတိလို့လဲဆိုတော့ဥစဉ်တို့လည်းဘာမှတော့မတူဘူးပဲဒါပေမဲ့လည်းဒါကတော့ဥစဉ်တို့ကတော့အမှန်တရားလိုပဲဥစဉ်တို့ကတော့သုံးတက်ခြင်းတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းချန်နွားထိုးကြီးတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတက်ကထောက်ပို့ပေးတဲ့ကြီးတွေ PDF လက်ထဲရောက်သွားလို့လေးတက်ထဲမှာဖရဲတိရှိနေပြီလို့ပောက်ကူတော်တုံးတက်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မန္တလေးတိုင်းမြင်းချန်ခရိုင်နွားထိုးကြီးမြို့နယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေပြီးအရက်သားပြည်သူ6000ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေတာခန့်တွေနဲ့ဒေတာတွင်းတော်လန်ရေးတည်င်းရင်းမြစ်အချို့စီကသိရပါတယ် နွားထိုးကြီးမြို့နယ်တဲကဝက်လူကြီးရွာရဲစခန်းမှာမေလ15ရက်ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဝက်လူရွာပါဝင်အနီးတဝိုက်ရွာတွေကဒေသခံတွေထွက်ပြေးနေရတာပါဝက်လူပဲချက်ဂွေးပင်တော်ထန်းကွက်ထန်းစင်စားတဲ့ရွာတွေကဒေသခံပြည်သူ6000ကျော်ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့သိရပါတယ် နှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုအပြင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်တာကြောင့်ရွာတွေမှာဆက်မနေရတော့ပဲဘေးလွတ်ရစီတိမ်းရှောင်ရတာလို့ဒေသခံအချို့ကပြောပြပါဗျ။မြင်းချံခရိုင်ထဲကမြင်းချံတောင်သားနဲ့နွားထိုးကြီးမြို့နယ်တွေအတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လန်ရေးအင်အားစုတွေကကိုအညာမြေစစ်စင်ရေးအမည်နဲ့မေလ15ရက်ကစတင်တိုက်ခိုက်ခဲ့တာပါ။ မြန်မာနိုင်ငံအလဲပိုင်းမှာတည်ရှိပြီးအေယာဝတီမြစ်အရှိတ်ကမ်းမှာဖိုးခနောက်တဖွဲ့ရှိနေတဲ့တောင်သားနွားထိုးကြီးနဲ့မြင်းချံမျိုးနယ်တို့ဟာအာနာသိန်းစစ်ကောင်စီတပ်ကိုလက်နက်ဆွဲကင်တော်လှန်မှုအကောင်းရဒေသဖြစ်ပါတယ်။စကိုရ9လပိုင်း2025ဖြစ်ပါတယ်ဗျ။ဒီနေ့ကတော့မြင်းချံတို့နှထိုးကြီးတို့တောင်သားတို့တွေကဒါဇက်တိုက်ပေါ့နော်။ဒီစကွဲတွေဇက်တိုက်ဖြစ်နေတယ်။ဇက်တိုက်ဖြစ်နေတဲ့အထက်မှာဝလူစခန်းပေါ့နော်။တောင်သားမျိုးနယ်တွေကမလား။အဲဝလူစခန်းကိုလည်းဦးသိန်းတို့ ဒီဆက်တွေ့လို့ရတယ်ဗျရတယ်ဆိုတော့ကဝလူစခန်းကတက်မတော်မိသားစုတွေရဲမိသားစုတွေနဲ့ဆက်တွေ့ရတယ်ဒီနေ့ဆိုလဲဥစဉ်မြို့လမှာရှိတဲ့ဒါ yes တကြဆရာကြီးရဲ့ဇနီးတွေနဲ့ဆက်တွေ့ရတယ်เนาะဆက်တွေ့ရတယ်တင်းလေတဲ့အချိန်မှာစနိုက်ပါသာစနိုက်ပါနဲ့ထိမှန်သွားတာပေါ့နော်ရှိတယ်ဒါတော့တိုင်းပြည်အတွက်မြင့်မြတ်စွာပဲမြင့်မြတ်စွာပဲဖိဆက်သွားတဲ့အတွက်ကြောင့်မိသားစုအတွက်ဒါဥစဉ်တော့ ဝန်နဲ့လာကဂုံလဲဂုံယူဂုံယူပါလေပေါ့နော်ဂုံယူပါလေဒါရဲတွေဒါရှေ့တန်းမှာဒါပိဆက်သွားတယ်အဲ့တော့ပိဆက်တိုင်းပြည်အတွက်တော့ပိဆက်သွားပြီပေါ့နော်ပိဆက်ချင်းပိဆက်ရာကျိုးတိုင်းပြည်အတွက်ပိဆက်ရာကျိုးတန်ပိဆက်ရာကျိုးတန်အောင်တော့ဒါတိုင်းပြည်နိုင်ငံတော်အနေနဲ့ဘာတွေလုပ်ပေးမလဲဆိုတော့မတိရသေးဘူးပေါ့နော်ဘာမိသားစုကြံခဲ့တဲ့မိသားစုတွေဘာတွေလုပ်ပေးမလဲဘယ်လိုတွေလုပ်ပေးမလဲနေနာမှုတွေဘာတွေရှိရလဲဆိုတော့တခါတလေကြတော့ဦးစင်းတို့အများကြီးပဲဒီနေ့ဦးစင်းဟုတ်လားဒီတပိတော်ကခုဆိုလို့ရှိရင်ဒီမှာဘုရားတပိတော်မှာယောက်ျားတေဝါတာတစ်နှစ်ကျော်ပါပြီဘုရားတဲ့ဒါပေါ့နော် ကြည့်ရတာအပြောက်ဆင်းတဲ့တွေထည့်ထားအောင်ကြားရပြန်เนาะဒါတွေဆိုလို့ရှိရင်အထက်ကနိုင်ငံတော်လူကြီးတွေကြီးကဲတွေလုံးဝလုံးဝမသိဘူးပြန်เนาะတို့ရလို့ရှိရင်တို့ရဲ့ဒီခေါင်းဆောင်တွေရရှေ့မှာရရစကားနေအထက်ကအဲ့ဒါပေါ့เนาะအောက်က30 30ကြီးအတော့မကြောက်ဘူးလို့ပဲပြောအောင်ပေါ့เนาะလုံးမကြောက်ဘူးလို့ပဲပြောအောင်ပါအောက်ကရဲဘော်တွေမကြည့်ဘူးလို့ပဲပြောအောင်ပေါ့เนาะဒါကတော့ဒီဒါဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်နိုင်ငံတော်တင်ပြရမယ်ဒီလိုဒီလိုတနည်းရှိပြီးမိသားစုကြံခဲ့တယ်မိသားစုကြံခဲ့တယ်ထောက်ပံ့ရမယ်လေ เออဟုတ်လားပြီးပြီးတင်တာပြေးရအောင်ပေါ့နော်ခွပင်စင်လက်မရလက်ကလည်းမရပုံစံမျိုးဖြစ်နေရပေါ့နော်ဒါဥစဉ်စီမှာဆိုစပါတယ်နော်ဒါဥစဉ်အပြစ်ပြောတာမဟုတ်ဘူးဗျာနော်လိုအပ်ချက်ကိုထောက်ပြခြင်းဖြစ်ပါတယ်ဗျာမင်းဘာတိလို့လဲဆိုတော့ဥစဉ်တို့လည်းဘာမှတော့မကြည့်ဘူးဗျာဒါပေမဲ့လည်းဒါကတော့ဥစဉ်တို့ကတော့အမှန်တရားလို့ပဲဥစဉ်တို့ကတုံ့တက်ခြင်းနဲ့ဥစဉ်တို့တုံ့တက်တဲ့အခါမှာဟုတ်ပြီဝလူစကန်းကိုလည်းဥစဉ်တို့ဒီအခါတလေလင်းပိုင်းလော်တွေမှာမှာတော့ဖရဲသီးမြန်ရှိနေလားလို့ဥစဉ်တို့ကတုံ့တက်ရမှာတယ်ဒီဝလူစကန်းကြီးတွေကိုပေါင်းရံနေကြီးချားနေကြီးချားတော့ပီဒီအန်နေရာရောက်သွားတယ်ပေါ့နော်ပီဒီအန်နေရာဒါကြီးလေးတောင်းကျော်လို့တော့ဥစဉ်တို့ခါရီတိရတယ်ပေါ့နော် အာမဖြစ်တင်တဲ့အရာတွေเนาะမဖြစ်တင်တဲ့အရာတွေဒီတော့ဒီစခန်းဒီနေရာရှိတဲ့ဒီနေရာကြီးချရမှာမတိရလားဆိုတော့ဗောနော်အဲ့တော့ဥစဉ်တို့ဒီဝလူစခန်းဆိုလို့ရှိရင်ဒါလူလဲလိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်အချို့ကြလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီးလို့ရှိရင်ရွာထဲဝင်သွားတယ်အာလာပြီးမှချရတဲ့ဝိုင်းနဲ့အာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်နော်ရွာထဲဝင်သွားတော့ရွာထဲဝင်သွားတော့လဲဟုတ်ပါတော့ကိုဘက်ကလည်းဒီနော်ဟာဒါရွာထဲဝင်သွားတော့ဒါဥစဉ်တို့အလုံးမဟုတ်ပါဘူးနော် ရွာတွေကတို့တို့ရဲ့ဟိုဘာဖြစ်သွားတာဟုတ်ဗျစခန်းကြီးဖြစ်သွားတာပေါ့နော်ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခန်းကြီးလို့ဖြစ်သွားတော့အခုဘက်ကလည်းတဘောသားကြီးတာပေါ့နော်တဘောသားကြီးတာပေါ့ဟာရွာထဲဝင်တော့ရင်မလွတ်တော့နဲ့ဟာမချောက်တဲ့ပုံစံမဖြစ်နေရလားမသိဘူးဗျာနော်ခင်ဗျားတို့တိထားရမှာကတော့ရွာထဲ PDF တွေကြီးဆိုးတဲ့အကျန်းဖက်တွေကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဒီအကျန်းဖက်တွေနဲ့ အကျန်းဖက်တင်နေနေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန္တရာယ်လည်းများမယ်ငါတို့တက်လည်းကောင်းကျိုးမပြူဆိုတာလူတိုင်းတည်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြရည်ဒါတော့ခင်ဗျားတို့ကောင်းတယ်မှာမြင့်မြတ်မှတ်ထားဖို့အရေးကြီးရနော်အပီရီယာအကျန်းဖက်တင်နေနီးတဲ့နေရာဆိုတော့သူကလည်းမရှိတော့ရှိရတူကလည်းဒါအကျန်းဖက်အပီပဲအကျန်းဖက်ဝိုင်းရံတူလူပဲဦးစင်းတို့ကတော့တုံးတက်တယ်ဗျာနော်တုံးတက်တယ်အဲ့တော့ဦးစင်းတို့ဒီလထိုးကြီးငင်းကြံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံမြောက်ပိုင်းကဒီခွေးမောင်းလို့မောင်းထုတ်လိုက်တဲ့ပီရီယာကျလည်းဒီဘက်ကိုအများကြီးရောက်လာတယ် အဲ့ဒါကိုဖြည်းဖြည်းစီစီနဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲညိုတဲ့ပေါင်းပါပဲဒါလို့ကနှထိုးကြီးလိုမြင်ရတယ်ဘယ်လိုစကားနဲ့တိတ်ကလည်းပါပါဆိုတော့ခင်ဗျဟိုနေ့ကရှမ်းပြည်နယ်မြောင်ပိုင်းကြားရတဲ့ဆိုမယ်ကြောင်မဲ့တီဘောတို့ကြားရတဲ့ဆိုမယ်ပါပါတယ်နော်ပါပါတယ်ဆိုမယ်အဲ့တော့ဦးစင်းတို့ဒီနေပြီးတော့203မိုင်မှာဆိုလို့ရှိရင်ပြည်သူစစ်တင်တန်းတိုက်တယ်ဒါနဲ့အော်ဒီနေပြီးတော့ကမဟုတ်လို့ဘာကမဟုတ်လို့ဆိုရင်အဲ့ဒီမှာဆိုလို့ရှိရင်ဦးစင်းတို့စစ်သားဟောင်းတွေပါတယ်စစ်သားတွေပါတယ်တက်တက်ကြကြတချို့လူငယ်တွေပါတယ် အဲ့ဆိုအင်အားဘယ်လောက်ရှိလဲအင်အား250လောက်ရှိတယ်ခင်ဗျတွက်ကြည့်ပြအဲ့မတရားလောက်လက်နဲ့ခရံတကောင်းမို့နှက်စင်ပြတင်တယ်လုတ်ပြအဲ့ဝယ်လူစကားလုံးနေရာမျိုးတွေထားအမြန်တလို့လိုအပ်တဲ့နေရာတွေပို့ဟိုပို့ပြီဆိုရင်လည်းထိုက်တဲ့တန်တန်းရှင်းမြင်မယ်ဂုံပြမယ်တော်ရင်တော်တော်လို့ရှင်းမြင်မယ်ဒါမှမဟုတ်ပုံစံတွေဥစဉ်ရတော့လုတ်တင်တယ်လို့ဥစဉ်တော့လုံးတတ်ချင်တယ်ဒီလူရှိနာမှာနေတဲ့ဟိုမှာလုတ်ပိုင်ခွင့်ရှိတဲ့လူကြီးအိမ်နာမှာနေတဲ့ဒုတိယလည်းဒါဒါကြီးတော့တိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးတိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးဘာလို့ဆိုတော့ဥစဉ်တော့တခါတည်း ဒီနေပြီးတော့ဘက်တွေဘက်ဘက်မှာဆိုလဲပြည်သူစစ်တင်နိုင်တယ်နောက်ပြီးတက်ပြီးလကားပုံစံမျိုးလိုဖြစ်နေပုံစံဖြစ်နေအများကြီးပဲเนาะအဲ့မစဒါเนาะဟိုတကကြီးငကောခြေထားမှာတိုက်ရိုက်ခိုက်ကောင်းခဲ့တဲ့ဘိုးကြီးညီညီဆိုလို့ရှိရင်လဲအင်စားပြတော့မဟုတ်တော့ဥတူဦးဆောင်ပြီးမှတကယ်တော့ပါတယ်တကယ်တော့လဲတူတွေပါเนาะလူလို့ရှင်စစ်သားဘဝမှာတော့လည်းသူတော်တော်များများတိုက်ခဲ့တယ်။စစ်သားဘဝကနေနားရစစ်သားဘဝကနေကြောင်းမျိုးမျိုးကြောင့်နားတဲ့အခါမှာဆိုလဲသူဒီအဲဘိတ်တို့မြိတ်တို့ဘယ်မှာသူဒီ တော်မတိုက်ခဲ့တယ်အဲဆိုရန်ကုန်တိုင်းတိုက်မှုကြီးအဲ့တကောင်တိအဲ့ဘိုးကြီးအကြောင်တိတယ်နော်ဒါသူရိုက်ဖက်နဲ့တွားရင်မသူအင်အားနဲ့တွားရင်မတိုက်မတိုက်ပေးတာအများကြီးလက်နဲ့တရခဲ့တာလေအများကြီးအခုလည်းနေပြီးတော့နေရတုံးပိုင်မှာအောင်စင်ဆရာတော်တို့နဲ့နေတယ်နေပြီးမှဒီပြည်သူစစ်တီကိုစူးစောင်းတယ်စူးစောင်းပြီးမှတကယ်တက်ကြွလောက်ရှာသူတွေစူးစောင်းတယ်နော်စူးစောင်းတယ်အဲအဲ့လိုလူတွေစူးစောင်းတဲ့ခါမှာလာတာမဖြစ်အောင်ဒီအင်အားနဲ့တဲ့စခန်းတွေမှာအင်အားမဖြစ်တင်ဘူးလားအင်အားလည်းဖြစ်တင်တယ်ရိတ်ခါလုံလောက်စွာပန်ဖို့တင်တယ်ကလေးတွေကိုပန်ဖို့တင်မယ်ဒါလည်းကြာရှုံးသွားပြီတိုက်ပြေအတွက်ပိတ်ဆက်သွားပြီဆိုလည်းပိတ်ပိတ်ဆက်ရကြနောက် ထိုက်တန်သွားဂုံပြပေးမယ်ထိုက်တန်သွားချင်းမြင်ပေးမယ်မိသားစုကလေးတွေဘာတွေကြံခဲ့လဲဒါမျိုးကမစားလှုပ်ဆောင်ပေးလို့ရှိရင်တိုင်းပြည်အတွက်မပေးဆက်เสียအကြောင်းမရှိဘူးအဲ့တော့တိုင်းပြည်အတွက်ပေးဆက်ချင်အောင်လို့ရတော့လူတွေကတော့အားလုံးကတော့ပေးဆက်မှာပဲမပေးဆက်ချင်အောင်လို့ရတော့ဘယ်သူမှပေးဆက်မှာမဟုတ်ဘူးဟုတ်နော်ဝတရားကြီးပဲပေးဆက်မှာပဲအဲ့တော့ဥစဉ်တို့ဘက်ကလည်းအများကြီးပဲအများကြီးပဲနော်အဲ့တော့မြင်းကြံတဲ့ထိုးကြီးတောင်းတာကိုဖိဖိစီစီနဲ့ထိထိရောက်ရောက်ပါမလုပ်ဘူးဆိုလို့ရှိရင်ဒီချက်စိုးအောင်မယ်လို့ဥစဉ်ကတော့ပြောချင်ပါတယ်ဗျနော်အားလုံးဒါပါပဲဗျအမျိုးလေးမြန်မာပါဗျဒီနေ့က18ရက်9လပိုင်း2025ဖြစ်ပါတယ်ဗျ ဒီနေ့ကတော့စစ်မှုထမ်းဥတွေနဲ့ပတ်သက်ပြီးမှဒါဥစဉ်ဟိုမလိုင်းမော်ကနေအခုကြီးတောင်းထားတဲ့အရာလေးပေါ့နော်အာဒကမာကြီးတယောက်ကအခုကြီးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဖရားတဲ့ကုညီပေးပါဖရားတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်ပါမှာတော့ဥစဉ်ကကုညီတောင်းတဲ့ဒူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥစဉ်လည်းကိုကုညီကိုကဥစဉ်ကအားလုံးကိုကုညီပေးချင်ပါတယ်ဥစဉ်ကပေးနိုင်တဲ့အချိန်နေအချိန်ခါတော့မရှိပါဘူးဥစဉ်တို့လည်းဒီပဇက်စပီကာဖြစ်ပဲ ပြည်သူကိုအကျိုးပြုပေးတာလောက်ပဲဦးဇင်းတို့ကလည်းတန်နိုင်တာပါဗျာနော်အဲ့တော့ပထမဦးဆုံးစွာဖြင့်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဦးဇင်းပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီကိုဘာဟောရတာပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆုံးဆိုလို့ရှိရင်ကြော်စွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လောက်စားနေတဲ့အရာတွေအများကြီးပေါ့မရှိဆဲတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဦးဇင်းမပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဦးဇင်းကြည့်နေသေးတယ်ပေါ့နော် ောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအော်မီတာတန်မှာအိမ်တိန်အိမ်လာကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော့ငှားထားတယ်အဲ့ဒီဘိုလ်ချုပ်ဆိုတာတက်မမှုကတော့ပေါ့နော်အဲ့ဒီတက်မမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့တင်ခိုင်လုံးတဲ့ရတယ်နော်ဒီဆေးဥတွေကိုဖောက်ထားတဲ့ကြောက်ဘိုလ်ချုပ်ကတော့လည်းငှားထားတယ်ထွက်ပြေးဘူးပါဘူးပေါ့နော်လာမှမပြေးသေးရဘယ်ကထွက်ပြေးမလဲအဲ့တော့တွဲကငှားတော့တိန်300နဲ့ငှားတယ်တိန်300နဲ့ငှားတော့ဟုတ်လားတိန်300နဲ့ငှားရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ user ပါညာမှာတနက်လဲပါတယ်လို့ပြောတယ်စုံစမ်းကြည့်တော့ပြည်သူစစ်ဖွဲ့ထဲမှာမရှိဘူးအဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲ အဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိန်နေတဲ့ရွှေရွှေလိန်နေညာလဲညာလာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲတူတူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကျော်စီရလို့ခေါ်တယ်နော်ဟိုကူကြီးတော်တော်နဲ့ငွေတိန်း30လိန်သွားတယ်တူဦးကတော့တိန်း300လိန်သွားရနော်အဲ့တော့ကျော်စီရဆိုတဲ့ပြည်သူစစ်နာမည်ဦးစင်းတို့မှမရှိဘူးပေါ့မကြဘူးပေါ့နော်ဒါလေးလဲအားလုံးဒါ ပြည်သူများအားလုံးကိုတွေ့စေချင်ပါတယ်ဦးစင်းတို့လည်းနေရာတွေကလိုက်ပြီးမှဝတ်ဆော့ဖက်လို့မရအောင်နော်။အဲနဲ့ဦးစင်းတို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဦးစင်းကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့ဒါတော့အပြင်ပြည်သူစစ်တွေရဲ့ခေါင်းပေါင်းနေနဲ့ဦးစင်းကအကုန်လုံးရင်းနေတယ်။ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်။အဲကြောင့်အကုန်လုံးခေါင်းဆောင်တွေဖြတ်တော့ခေါင်းဆောင်တွေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်။အဲ့တော့ပြည်သူစစ်တွေဒါပြည်သူစစ်တွေအကြောင်းလာလာပြီးမှတိုင်ကြတယ်ဦးစင်းကနော်။ ဲ့တော့တိုင်မာအာမနာမနဲ့တိုင်မာခေါင်းပေါင်းနေပူတည်ရင်ပူပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြည်သူစစ်တွေရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝါတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မာမားတဆောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွတ်လို့မရတယ်ခွန့်လွတ်လို့ရတဲ့အမားရှိတယ်ခွန့်မလွတ်လို့ရတဲ့ခွန့်လွတ်လို့ရတဲ့အမားရှိတယ်နော်ဒါနဲ့ဥစဉ်နဲ့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တော့လက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါတည်းလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်ကလည်းဒီပြည်သူတို့အတွေ့တွေအားလုံးကိုမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်တွေရှိတယ် တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဦးစဉ်ပြောချင်တာကပြည်သူစစ်တွေအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုတော့တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှသူတို့အတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်ကိုယ့်ကပြည်သူစစ်လောက်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးရတယ်အများကြီးနော်အများကြီးတကယ်လို့လို့ရှိရင်တော့တကယ်ဦးစဉ်ကကာပါပေးနိုင်တယ်တကယ်လို့ကိုယ်ကူညီလို့ရတဲ့အရာဆိုရင်တော့နော် ပြောပေးတဲ့လူကြီးတွေကိုခြေတန်းလည်းမထွက်ဘူးခြေတန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးမြေလိုလိုလိုလည်းအကျိုးမပြုဘူးတိုက်မိတော့လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရချင်းလို့ပြုလို့စိတ်လောက်တယ်ဆိုတော့ဥစဉ်တော့တော့တာပါမပေးတဲ့အပြင်ဥစဉ်တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလိုပေါ့သွားမြင်မင်းနဲ့တန်းတဲ့နေရာတော့ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲရှိပါတော့အဲ့တော့ပြုလို့စိတ်ကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကိုစီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြဖို့ရည်ကြည်တယ် ပြီးတော့ပြူတွေကိုအနိုင်မကျင့်ဖို့ပြူတွေကိုနော်နိုင်လူပြည်စည်းမလုပ်ဖို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံခြင်းမှာနော်ဒါတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျနော်ဒါလည်းဆိုဆရာတော်ဖရာရဲ့တပည့်တော်အတားလေးဒီအသက်35နှစ်မပြည့်သေးဘဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကျေးွာတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်ယူဒေသာရှောက်ထားပါတယ်ဖရာတဲ့ကလေးအမိမာ မောင်ဟန်ဝင့်ကိုဖြစ်၍ပေးထားတော့အမိမာမောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတက်ကတဲ့မှာ24ရက်5လ2020ဖြစ်ပါသည်တဲ့ ကလေးရဲ့အိမ်တော်ဇရာမှာ အရှင်မွေးလာမှာကြောင်းသားကအားလုံးမှာလဲ24ရက်5လ2020လာဖြစ်ပါသေးတယ်။ချမ်းမြတာစီမြို့နယ်အမှန်9ရုံးကာကြီးနေရက်ွက်အိမ်မက်90 90တုံးကပါဖရားတဲ့။တပည့်တော်ရက်ွက်ရုံးကရောင်းစားတဲ့ရောင်းစားတော့မဟုတ်ပါဘူးဖရားတဲ့။မန္တလေးရက်ွက်တစ်ခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့။အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရတယ်မှာပြည်ဦးလွင်ရက်ွက်ကြေးရွာတစ်ခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတွင်မန္တလေးမှာမီးတူအမီမီးတူအမီရောင်း မျက်နာမှာလဲတတူးတတူးနဲ့အရက်ပူပူမှာလာရောက်ပို့ဆောင်တယ်ဟုတ်တရားပါဒီတဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့တလေးပျောက်ဆုံးဒီမှာတိတော်မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍အဆက်အတွဲလုံးဝလုံးဝမရှိဘူးကုညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတွေကတပည့်တော်တို့အတွက်အကြံဉာဏ်လဲကုညီပေးပါအောင်နဲ့ IPU လွင်မှာဒီလူစစ်ကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို1 2 9 8 9 0 ောက်တစ်လုံးက၄90 90ခွင်တုံညာလေးဘုန်းနှလုံးကပြည်ဦးလွန်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်အသွယ်မှမရပါဗျာတဲ့မန္တလေးရောက်စားသူဘက်မှာဘလို့မှလည်းဆက်သွယ်မရဘူးဗျာတဲ့ဆရာတော်ဒါဥစဉ်စီအကူကြီးတောင်းတာပါနော်လက်ခံသူဘက်မှာအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ဒီကရဲနေရလောက်ကပြည်ဦးလွန်မှာရှိနေဖုန်းဆက်သွယ်မရပါဗျာတဲ့အခုဟိုတပည့်တော်လည်းဒုက္ခများနေအကူကြီးပေးပါဗျာတဲ့အမီပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်တဲ့ ြည်ဦးလွင်ရက်ွက်ကျေးရွာတစ်ခုခုအတွက်စစ်မှုထမ်းလူမရွေမန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့တပည့်တော်တို့ဘလို့လောက်ရမလဲဗျာတဲ့ဥစ္စာစီမှာတော့အိမ်တော်ဇရာတွေပါလို့အကုန်ပို့ထားပါတယ်နော်ကလေးက15နှစ်ပဲရှိပါသေးတယ်ဒါ15နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစ္စာစီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဗေရက်ွက်ကဆိုလည်းဆက်တွေ့ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လူကျမ်းမာရေးချွင်းကြိုက်ချင်းစစ်မှုထမ်းကလက်မခံပါဘူးတချို့မှတင်တန်းရောက်ရပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှစ် ဆက်ရှင်နေပြည့်ဖို့အတွက်ကိုတဲ့လူတို့လူအပြိုတို့ကလက်မခံတာဖရားတဲ့ဘာမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြည်ဦးလွန်မှာဒီကလေး15နှစ်နဲ့ခေါ်တာလည်းအုပ်ကြီးတွေမှရှိရင်ရောက်စားရတွေမှရှိရင်ဦးစင်းရဲ့ like ကိုကြည့်ပြီးမှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းနေနဲ့မေတ္တာရက်ခံကြပါလေနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်ရတဲ့သူရောရက်ွက်ရောအုပ်ကြီးတွေရော အကုန်လုံးထောင်ထဲကိုကြေးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကျင်ပါရနော်ဒါမှမဟုတ်အတက်ဆက်ရှင်နေပြီလို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ကန်နဲ့အတက်မပြေးတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောကျင်ပါရခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလေဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားခင်ဗျားတို့ကိုယ့်ရကွက်ကကို့အနေထားခေါ်ကြပါဒီပြီလူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တိတိ